Jeju TV ကို Smart TV လို့အသုံးပြုနိုင်မယ် T95 Mesh Android ပေါက်လေးနဲ့မိတ်ဆက်ပေးခြင်းပါ Is it a bird? ဒါလေးကတော့ T95 Mesh Android ဘောက်ရဲ့ပကိတ်ချင်းဘူးလေးပဲဖြစ်ပါတယ်။ဒီထဲမှာဘာတွေပါလဲကြည့်လိုက်အောင်။ဒါအပေါ်ဆုံးမှာဆိုတော့ဒါ Android ဘောက်စက်ကလေးပါမယ်။သူ့မှာပါဝင်တဲ့ပေါက်တွေက USB နှစ်ပေါက် Micro USB တစ်ပေါက် HDMI တစ်ပေါက် Power တစ်ပေါက် AV တစ်ပေါက် LAN port တစ်ပေါက်ပါမယ်။ ဝူရဲအောက်မှာသူ့ရဲ့ပါဝင်အဆက်ဆက်ပြီးပါမယ်ဒါကပါဝါဂျိုဒါက remote control ဒါက HDMI ဂျိုဒါကတော့မီနိုစာရွက်လေးပဲဖြစ်ပါတယ်ကိုယ်အိမ်က TV ကိုပါဝါဖွင့်လိုက်မယ်ပြီးရင် HDMI display ကိုပြောင်းပေးထားရမယ် Android box ကိုအသုံးပြုဖို့ TV မှာ HDMI အပေါက်ပါရင်ရပါပြီ TV ရဲ့ HDMI အပေါက်မှာ Android box ရဲ့ HDMI ဂျိုတစ်ဖက်ကောင်ကို join နိုင်မယ်ပြီးရင် Android box ရဲ့ပါဝါဂျိုရဲ့ခေါင်းကို AG မီးဘုံမှာပို့လိုက်မယ်။ပြီးရင် Android Box ရဲ့ HDMI အပေါက်မှာအခုနောက်က HDMI ကြိုးရဲ့တစ်ဖက်ကောင်းကို join လိုက်မယ်။ပြီးရင် Android Box ရဲ့ power ပေါက်ကိုအခုနောက်က power ကောင်းရဲ့ power ကြိုးလေးထိုးလိုက်ပါမယ်။ဒါဆိုတော့ Android Box ရဲ့အရှိ display screen မှာ boot ဆိုတဲ့စာလေးတက်လာပါမယ်။ဒါဆိုတော့ Android Box က power ရပြီ။ TV မှာဆိုရင် T95 Max ဆိုတဲ့စာလေးပေါ်လာမယ်။ပြီးရင် T95 Max ဆိုတဲ့ လိုဂိုလေးတက်လာပါမယ်။ဒါဆိုတော့ underbox ကပါဝါတက်သွားပြီးတော့အခုလိုမျိုး home screen လေးပေါ်လာပြီဆိုရင်စပြီးတော့တုံးလို့ရပါပြီ။ဒါလေးကတော့ T95 mesh android box ရဲ့ remote control လေးဖြစ်ပါတယ်။သူ့ရဲ့အနောက်ဘက်မှာတကယ်ထည့်ပြီးတော့အသုံးပြုပါမယ်။တကယ်ကတော့ trouble e site တကယ်အတီးနှလုံးထည့်ပင်ကြီးရပါတယ်။တကယ်ကတော့ပကိတ်ထဲမှာမပါဘူး။ဒီ remote control လေးနဲ့ android box ကိုထိန်းချုပ်အသုံးပြုလို့ရပါတယ်။ T95 android box လေးက android version 11ဖြစ်ပြီးတော့ RAM က1 ROM က 8GB ပါပါတယ် Android Book က Smart TV လိုပဲ Wi-Fi ချိတ်တုံးလို့ရတယ်စက်တင်ထဲကိုတွားပြီးတော့ Network and Internet ထဲကိုတွားမယ်ပြီးရင်ကိုယ့်ရဲ့ဖုန်း Wi-Fi လေးကို password ရိုက်ထည့်ပြီးတော့ကိုယ့်ရဲ့ဒီ Android Book ကို Wi-Fi Internet နဲ့ချိတ်ဆက်ပေးလိုက်ပါမယ်ဒါဆိုတော့ Wi-Fi internet ချိတ်ဆက်လိုက်မယ်ကျွန်တော် Wi-Fi setting မှာကိုယ့်ရဲ့ Wi-Fi connect ပြနေပါမယ် ပြီးပြီဆိုရင်သူက Bluetooth နဲ့ချိတ်ဆက်အသုံးပြုလို့ရတာဖြစ်တယ်။အဲ့ဒီ setting ထဲမှာပဲ Bluetooth setting ပါပါတယ်။အဲ့ဒီ Bluetooth setting ထဲကိုတွားပြီးတော့ဒီ Bluetooth လေးကို enable လုပ်ပေးလိုက်မယ်ဆိုရင်တော့ဒီနီးစက်ရာ device တွေကိုရှာဖို့ pair new device ထဲမှာ Bluetooth device တွေကိုရှာပြီးတော့ချိတ်လို့ရပါတယ်။ချိတ်ဆက်သွားပြီဆိုရင်တော့ဒီ Bluetooth setting ထဲမှာ connected ဆိုပြီးတော့ပြနေပါမယ်။ဒါဆိုရင်တော့ Bluetooth device တွေကို Android box နဲ့ချိတ်သုံးလို့ရပါတယ်။ပြီးတော့ဒီ Android box လေးက Google Play Service ဘေးလင်ပါပြီးတော့ YouTube ပြီး Play Store တွေတုံးလို့ရပါတယ်။ဒါ YouTube ဆိုရင်လည်းသူကအကောင့်မရှိရင်ဒါ guest account နဲ့ဝင်ပြီးတော့ကြည့်လို့ရပါတယ်။ဒီမှာ search မှာကိုကြိုက်တဲ့ဟာရှာကြည့်လို့ရပါတယ်။ YouTube ကြည့်မယ်ဆိုတော့ Wi-Fi Internet ချိတ်ဆက်အသုံးပြုဖို့တော့လိုအပ်ပါတယ်။ဆောင်းဆောင်းဆောင်းမိုင်းဖိုင်ရယ်။ YouTube အသုံးပြုလို့ရတဲ့အပြော်မှာ Google Play Store လည်းအသုံးပြုလို့ရပါတယ်။ Google Play Store မှာကိုလိုချင်တဲ့ application တွေကို download ဆွဲပြီး install တင်လို့ရပါတယ်။ Google Play Store ကိုအသုံးပြုမယ်ဆိုတော့ Gmail account လိုအပ်ပြီးတော့ကိုယ့်ရဲ့ Gmail ကိုဒါ login ဝင်လိုက်တာနဲ့ Play Store ကိုအသုံးပြုလို့ရပါပြီ။ Android Pro Display စခွင့်ကကိုယ့်ရဲ့ TV မှာကြီးနေတယ်ဆိုရင် device prefer ရင် display and sound setting ထဲမှာအခုလိုမျိုး screen ကိုဒါလိုတလိုအချင်းအကျဲချိန်ကြီးလို့လည်းရပါတယ်။ ကို login နဲ့ software ကို Play Store ထဲမှာဝင်ပြီးတော့ search မှာ login နဲ့ software ကိုရိုက်ရှာပြီးတော့ download ဆွဲ install တင်လို့ရပါတယ်ဥပမာကျွန်တော်က keyboard ထည့်ကျင်တာဖြစ်တဲ့အတွက် keyboard လေးကိုရှာပြီးတော့ download နိုင်တယ်ဒီ keyboard လေးကကြတော့ဒီညမာစာ keyboard ကိုထည့်ဖို့အတွက်ကျွန်တော်က install တင်လိုက်တာဖြစ်ပါတယ်အဲ့တော့ဒီ keyboard ကို install တင်ပြီးပါပြီဆိုရင်ကိုယ့်ရဲ့ app gallery မှာပေါ်လာပါမယ်ပြီးအဲ့ဒီ keyboard ထည့်ကိုဝင်လိုက်ပါမယ် keyboard ကိုပထမဦးဆုံးစတင်အသုံးပြုမယ်ဆိုတော့ original keyboard ကနေပြီးတော့ gboard keyboard ကိုပြောင်းပေးရမှာဖြစ်တယ်။ဒါကြောင့်မို့ manage keyboard ထဲမှာ gboard ကိုဖွင့်ပေးရမယ်။ဒါ step 1 step 2က gboard ကိုပြောင်းမယ် then ပြီးတော့ပြီဆိုတော့ language setting တွေကိုဆက်သွားမယ်။ default အနေနဲ့ဆို english ကိုတွေ့ရပြီးတော့နောက်ထပ် keyboard ထည့်မယ်ဆိုတော့ add keyboard ထည့်မှာထည့်မယ်။ကျွန်တော်ကညမာ keyboard ထည့်မှာဆိုတော့ညမာရိုက်ပြီးတော့ညမာသာ keyboard ထည့်လိုက်ပါမယ်။ဒါဆိုတော့အင်္ဂလိပ်နဲ့ညမာနှစ်မျိုးရပါပြီ။အဲ့တော့ Google Chrome နဲ့ကိုတစ်ချက်သွားပြီးစမ်းကြည့်အောင် တက်စာချင်းဝင်မယ်ဆိုရင် accept လုပ်မယ်အ Gmail ကဝင်လဲရတယ်မဝင်လဲရတယ်ပြီးရင် search address မှာကျွန်တော်တို့ဒီ keyboard ရဲ့ကဘာလုံးပုံကိုနှိပ်လိုက်မယ်ဆိုတော့နော်မြန်မာစာ keyboard ပေါ်လာပါမယ်ဒါဆိုရင်တော့မြန်မာစာ keyboard ကိုအသုံးပြုပြီးတော့မြန်မာစာရိုက်ရှာလို့ရပါပြီ E90 ဘက် Android box မှာဆိုတော့ USB နှစ်ပေါက်ပါပါတယ်ဒီ USB ကိုကျွန်တော်တို့ USB keyboard တွေ USB mouse တွေတုံးတဲ့နေရာမှာလည်းအသုံးပြုလို့ရတယ်ဒါမှမဟုတ် memory stick တို့တခြားသော USB device တွေတုံးနေရပါတယ် ဒါ memory stick ဆိုတော့ကျွန်တော်တို့ဒါ application တွေ install တင်တဲ့အခါမှာတုံးပြုလို့ရတယ် stick ထဲမှာကျွန်တော်တို့ application တွေထည့်ပြီးတော့ android ပေါ်မှာ install တင်လို့ရတယ် okay ဒီ stick ထဲက application install တင်တာတစ်ချက်ပြမယ် android ပေါ်ရဲ့ file manager ထဲကိုသွားမယ်ကိုထည့်ထားတဲ့ usb stick တွေက application location နဲ့မှာကို application ကိုထောက်ပြီးတော့ stick ထဲကနေတစ်ဆင့် application တွေကို install တင်လို့ရပါတယ်ဒါတချို့တော့ application တွေကတော့ android ပေါ်နဲ့ဒါ support မပေးရင်တော့ install တင်မရဘူး ရတယ်ဆိုတော့ open and then ပေါ်လာပါလိမ့်မယ်။ပြီးပြီဆိုတော့ကို install တင်လိုက်တဲ့ application တွေကကိုယ့်ရဲ့ Android Boy ရဲ့ app gallery ထဲမှာ screen မှာပေါ်လာပါလိမ့်မယ်။